2025ခုနှစ်မတ်လ29ရက်ဒီနေ့စနေနေ့အတွက်ခုနှစ်သားမိတွေတဲတော်ကညမာနမိတ်ကတော့စတားဆိုတဲ့ရေတွေတွန်ကြနေတဲ့သင်္ကြန်နေပြီပဲမရှိတဲ့နိယငွေထွက်များတတ်တယ်အလေနဲ့အဆုံးရှုံးဖြစ်တတ်တယ်လျှက်စစ်ပစ္စည်းတို့အဖို့တန်ပစ္စည်းတို့ပြတ်တတ်တယ်မော်တော်ကားတို့ယင်းစစ်ပစ္စည်းတို့ပြတ်တတ်တယ်အနောက်ရက်တွေအဖျက်စီးတွေအတိုက်ခိုက်တွေလွတ်အောင်ဒီလိုနေ့မျိုးမှာ ရေထဲကိုတပြင်းညွန်းလေးထည့်ပြီးမနှက်စောစောမျက်နှာတက်တဲ့ကုသိုလ်ရေတရားလေးလှုပ်လိုက်ပါဒီနေ့မှာမိရှုတန့်စဉ်ဘွားမြင်ကြတဲ့ရင်သွေးရဏာရီအတွက်ကတော့မဟာဘုဗေဒနိယစနေနေ့ဘွားဘင်္ဂဘွားသာသာရှင်နေဖြစ်ကြပါတယ်ဘင်္ဂသဘောကငယ်စီမှာခက်ခဲပေမဲ့ဇွဲကြီးတဲ့ဝိရိယကြီးတဲ့ကြောင်အောင်မြင်မှုကိုလက်လန်းယူနိုင်တဲ့သာသာရှင်များဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါဒီနေ့မွေးနေ့ရှင်တွေအတွက် ကုသိုလ်ရရလမ်းညွှာမယ်ဆိုရင်တော့အတိကိုမျိုးမြတ်စွာဘုရားရှင်ကိုကတ်လူပြီးတော့ယန်းတန်ခါးတွေကိုတီးဆောင်ကလားပိဟင်းနဲ့ဆွံ့ညိုင်ဖို့ပါဆွေမျိုးမိတ်ဆွေများတို့တော့နီးဆိုင်ရာစားတောက်ဆိုင်ထမင်းဆိုင်ကောင်းကောင်းမှာဧကံကျွေးမွေးပြီးမွေးနေ့ကုသိုလ်ပြုလိုက်ခြင်းအပြင်တစ်နှစ်တာလုံးကံကောင်းသောအခွင့်အလမ်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစုမှုကဏ္ဍကတော့၄ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေထူးဝင်ဖို့လိုတဲ့ဆိုရင်တော့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်ထဲကို အဝါရောင်ပန်းနေတဲ့ဘွင့်ထက်တာလိုက်ခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်။စရိုးဆိုင်နဲ့ကုန်းစုံဆိုင်နဲ့စားတောက်ဆိုင်နဲ့လက်ဖက်ဆိုင်နဲ့ရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့ဒီလိုနည်းမျိုးမှာဆိုင်ရှိမျက်နှာသာကိုအချို့ရဲ့အနှဲငယ်ပက်ဖြက်လိုက်ခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်။အယောင်တိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့ဆိုရင်လည်းဒီလိုနည်းမျိုးမှာလက်ခင်းနဲ့အယောင်ထွက်စေခြင်းနဲ့ကုန်ပစ္စည်းကိုတို့ပြီးခောက်ပြီးရိုက်ပြီးပုတ်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်။ အမှုခင်းကြုံနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုကိုယ့်ရမှာရစ်ပြီးပရိသတ်အကြီးညှက်ထားလိုက်ခြင်းအပြင်အမှုကြုံနေရသူအတွက်ကံတရားအထောက်ပံ့ကောင်းတွေရပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူအတွက်အနီအောင်ဖျောင်းနိုင်တဲ့မိထုံမီဆူတောင်းပေးလိုက်ခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါလိမ့်မယ်။အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေအဆင်ပြေချောမွေ့ဖို့လိုတော့ကတော့နှိစက်တဲ့ကလေးလေးတယောက်ကို အုတ်ထုတ်ကလေးတစ်လုံးလက်ဆောင်ဝယ်ပေးလိုက်ခြင်းအပြင်အေးချမ်းပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာ